14ရက်နေ့မှာကြာရောက်မယ်ဆရာကြီးဒီ World Derby Day ပေါ့နော်ဆရာကမ္ဘာစီးကျိုးသွေးကျိုးနေမှာပေါ့နော်ဆရာဒီ2025နေ့အတွက်ဆရာကြီးအနေနဲ့ဟောဒီပြောချင်တဲ့အမှားစကားလေးများဆရာရှိပါလားခင်ဗျာဆရာကျွန်တော်ပြောချင်တာတော့စီးကျိုးသွေးကျိုးဒီကျောင်းပွဲပဲကောင်းတော့အောင်ဖြစ်ပွားနိုးတရှိန်တို့တကဘာလုံးမှာတိုးတက်နေပါလေနော်တိုးတက်နေပါလေတိုးတက်ပြီးဖြစ်ပွားနေတယ်လူတွေကဆိုတော့ miss conception ပေါ့ယူမှားမှုနဲ့ပတ်သက်လို့စီးကျိုးသွေးကျိုးယောဂတိ ချမ်းသာတဲ့လူတွေမှာမှဖြစ်တယ်ဆိုတော့ယူဆစားနိုင်တောက်နိုင်အဲအဲ့လိုလိုကောင်းကောင်းနေပြီးကောင်းကောင်းစားတဲ့လူတွေဖြစ်တယ်ဆိုတော့အယူဆကိုကျွန်တော်တို့ကပြောင်းပြဖို့လိုတယ်ပေါ့။အဲကြောင့်ဆိုကဘာမှဆိုတော့တန်ပေါင်း100လောက်ဖြစ်နိုင်နေဆိုတဲ့ထဲမှာအဲ့ဒါရဲ့အများစု၄ဝန်သုံးဝန်ကကျွန်တော်တို့ low income country ပေါ့အဝန်ကဖြစ်နေတဲ့တိုင်းပြည်ပေါ့ least developing country ပေါ့ခွင့်ပြုနေတဲ့တိုင်းပြည်တွေမှာအများဆုံးဖြစ်တယ်ဆိုတာသိထားဖို့လိုမယ်။ကျွန်တော်တို့ဒီနိုင်ငံရေးတွေ level မပြောနဲ့ကျွန်တော်တို့မိသားစုလူချင်းမှာလည်း အဲဆင်းရဲတယ်ပေါ့တိတ်မတက်နိုင်ဘူးပေါ့မတက်နိုင်စည်းရုံဖြစ်ဘူးထင်တယ်မတက်နိုင်နေမိသားစုမှာပုံကြီးဖြစ်တယ်ပေါ့ပုံကြီးဖြစ်တယ်ပေါ့ဆောချန်နယ်လူတွေဖြစ်တယ်ဆိုတာမဟုတ်ဘူးပေါ့နော်အဲ့တော့အဲ့ဒါတခုပေါ့နောက်တစ်ခုကမျိုးရှိမှဖြစ်တယ်ပေါ့မဟုတ်မျိုးမရှိဘဲနဲ့ဆိုတော့ပြောတယ် environment မှာပတ်ဝန်းကျင်မှာအကြောင်းချက် behavior အပြုမှုဆိုင်ရာအကြောင်းချက် biological ပြောင်းချက်တော့ဖြစ်လာနေတယ်ပေါ့အဲ့ဒါတစ်ချက် ပေါ့အဲ့ဒါသတိကြဘူးလို့ပေါ့နောက်တစ်ခုကအသက်40ကျော်ရင်လူတိုင်းစီကျုပ်ဖြစ်နေတယ်ပေါ့အဲလူကတော့တန်းစီနေမှာဆို40ကတော့ကျော်ဦးမှာပဲအဲ့တော့ အဲ့ဒါကိုကာကွယ်ဖို့ကကျမကြီးနဲ့ညီညွတ်တဲ့နေထိုင်စားသုံးမှုကိုကျွန်တော်ကလက်ခံပြီးတော့ပြုမှုဆောင်ရွက်ကြဖို့ပေါ့အဲ့တော့ကျမကြီးနဲ့ healthy diet highly physical activity ဆိုတာလူတိုင်းဒီစီချိုရှိမှလုပ်အောင်မဟုတ်ဘူးလူတိုင်းဒီစီချိုမဖြစ်ခင်တည်းကစပြီးနေထိုင်စားတော့အာလှုပ်ရှားကြမှာဖြစ်တယ်လူတိုင်းနဲ့ဆိုင်တယ်ပေါ့အဲ့တော့ကျမကြီးနဲ့ညီတဲ့စီချိုဆိုတာသူရှိလို့စီချိုဆိုမှလုပ်အောင်မဟုတ်ဘူးပေါ့နောက်အဓိကတော့စားတော့တဲ့မှာကျွန်တော်ဘုမလူလူကြီးတတိယဘုကကျွန်တော်စားတဲ့မှာဂစီဓာတ်ပေါ့ကာဘိုဟိုက်ဒရိတ်ခေါ်တဲ့ဇီကိဇက်က သမင်းစားအရန်ကိုများတယ်ပေါ့အဲ့ဒါကိုကျွန်တော်ဘယ်လိုနည်းနဲ့မဆိုကျွန်တော်တို့အော်ရှော့ဖို့လိုတယ်ပေါ့ရှော့ဖို့လိုတယ်ဆိုတဲ့နေရာမှာမှစားတဲ့အခါမှာအာသမင်းကိုတန်းပြီးတော့ထားတယ်ဟောတော်ကြီးစားပြီးတော့မှကျွန်တော်ဟင်းလေးနဲ့စားမယ်စားမီးရဲ့တိုင်မင်ပေါ့တိုင်မင်ကိုကျွန်တော်တို့ပြောင်းဖို့လိုတယ်ပေါ့မီးရဲ့ order ပေါ့ food order ဆိုခေါ်တယ်ကျွန်တော်တို့ကစားပြီးတော့ညွန့်ညွန့်လေးတောင်းမယ်ညွန့်ညွန့်လေးတောင်းမယ်အတုတ်ကလေးစားမယ်အရွက်လေးတွေစားမယ်ပေါ့ ပြီးတဲ့ခါကျတော့အသားလေးစားမယ်ပေါ့နောက်ဆုံးကြမှာကျွန်တော်တို့သမင်းကိုစားမယ်ပေါ့ခင်ဗျဟင်းဟင်းဟင်းကျိုတောက်ထားတယ်အရွက်စားတာအရွက်တုပ်လေးစားတာရင်းစားတာဆိုတော့တင်းတိမ်မှုပေါ့စတိုင်ဒီလို့ခေါ်တယ်တင်းပြီးတော့မှသမင်းစားမယ်နေမှာမကျွန်တော်တရုတ်သမင်းစားဝိုင်းနေသွားတယ်တရုတ်သမင်းစားဝိုင်းနေသွားမယ်ဆိုပထမစားဟင်းကျိုလာတယ်ကျန်တဲ့အသားငါးရင်းနေဟင်းနေတမျိုးမျိုးလာတယ်နောက်ဆုံးကြမှာသမင်းလေးကိုတပကံလေးနဲ့လာတယ်အဲ့တော့နောက်ဆုံးကြမှာကာဘိုဟိုက်ဒရိုက်ပြောတဲ့ဂစီဓာတ်ကိုနောက်ဆုံးကြမှာစားမယ် နောက်ပြီးစားတဲ့ခါကျပုံမှန်တော့ရှော်မယ်ပေါ့ကျွန်တော်ကဓာတ်ပေါက်ဆိုင်သွားတယ်ဓာတ်ပေါက်တပွဲလို့မှလည်းတကယ်တကယ်အဲ့ဓာတ်ပေါက်တပွဲကကျွန်တော်သုံးခါလောက်ဝင်မြစားလို့ရတယ်ပေါ့အဲ့ကျွန်တော်မိုးရတဲ့ထပ်ပြီးတော့တိုက်ဝက်ထပ်မှားတယ်ပေါ့ကြီးဦးသွားတယ်ကြီးဦးစီကျတဲ့တပွဲဆိုတကယ်ဆိုလူ၄ယောက်လောက်စားလို့ရတယ်အဲ့တပွဲကအဲ့ဒါကိုကျွန်တော်ကထပ်ပြီးမလိုက်လို့ဆိုနောက်လက်လိုက်ပဲတော့ကျွန်တော်စားတဲ့ပမာဏပေါ့ကာဘိုဟိုက်ဒရိတ်ဆိုတဲ့ကစီတက်ဆန်ပြီးတော့ကျွန်တော်ခေါက်ဆွဲကြာစံကျွန်တော်ကျန်တဲ့အာလူပေါ့ဒီကစီတက်တွေတန်းတွေကျော့စားဖို့ပေါ့ ။နောက်သူကကိုလက်လှူရှာလက်ကျင်ခံဆိုတဲ့ကျွန်တော်အစင်ဆက်ဆိုကျွန်တော်ပြောလာတာတနေ့ခြေလန်းတပောင်းပေါ့ခြေလန်းတပောင်းပြရမယ်ဆိုတော့ကျွန်တော်ပါဝင်တော်တော်များဘယ်သူမှမပြေချာဘူးပေါ့အဲ့ကျွန်တော်နောက်ပိုင်းမှာကျွန်တော်လျှော်သေးနဲ့ကျွန်တော်ပြောတာတနေ့9000လောက်ပေါ့အဲ့အဲ့တော့တော်များမပြေချာဘူးပေါ့အဲ့နောက်ဆုံးတော့တာမန်လုံနေတဲ့သွားလာပုံမှန်သွားလာလှူရှာနေတဲ့လှူရှာမှုတဲမှာထပ်ပြီးတော့တနေ့900လောက်ခြေလန်းလေးပို့လိုက်ပါအဲ့ဒါဆိုရင်နှလုံးသွေးရောရင်းတဲ့ရင်းတဲ့ဇာတ်ကောကျွန်တော် တော့သုံးမှုတော့တော့ချော့ချော့ကြပြကြတလှုပ်ရှက်ကိုလက်လှုပ်ရှားမှုကိုဟိုကျွန်တော်တို့နေ့စဉ်သွားလာလှုပ်ရှားနေတဲ့ပတ်ဝန်းကျင်မှာပဲကိုလက်လှုပ်ရှားမှုတွေထည့်ပြီးတော့လုပ်ပေးလိုက်ဖို့ဥပမာဆိုတော့အာလေးတက်လောက်တိတ်မမြင်လို့အဆောက်အဦဆိုလို့ရှိရင် escalator နဲ့တက်မယ်ဓာတ်လေကားနဲ့တက်မယ်ဆိုတာကျွန်တော်ကလေကားနဲ့ခြေတန်းနဲ့တက်တာပဲဆင်းတဲ့အခါကျမှဓာတ်လေကားစီးမယ်ဆိုတာအာ escalator နဲ့စီးမယ်ဆိုတာခြေချောင်းနေတဲ့စီးမယ်ပေါ့အဲကားကိုကားမောင်းပြီးတော့လုကုတ်သွားတယ်ပေါ့ကားပတ်ကင်ကိုဝေးနေမှာကြတာမယ် အဲ့တော့နေသနာဝါဒီကိုလမ်းလျှောက်ပြီးတော့သွားမယ်။အဲ့တော့လမ်းလျှောက်မှုတွေဖြစ်သွားတယ်ပေါ့။တဘောကအဲ့လိုမျိုးကိုလက်ထုတ်ချမ်းမှုပေါ့။ဈေးသွားတယ်ပေါ့။တိတ်မွေးတဲ့နေရာဆိုရင်ကိုယ့်ဘာကိုယ်စပိနေသွားဟိုဘာစပိစီတာနေမစီတာမစီတာလို့ဆင်နေကျတော့လမ်းလျှောက်ပြီးသွားပေါ့။ကိုလက်ထုတ်ချမ်းမှုတွေလုပ်ပြီးနေပေါ့နော်။နောက်ရုံးမထိုင်နေတယ်ပေါ့။ရုံးမထိုင်နေတဲ့အချိန်မှာလည်းတကယ်တည်းအကြံပြုချက်တွေကတော့နာယူဝတ်တိုင်းနာယူဝတ်တိုင်းဟိုးတဲ့ထပြီးတော့9မိနစ်10မိနစ်ထလှုပ်ရှားပါတဲ့။ဆိုတော့လှုပ်ရှားမှုတွေလုပ်ဖို့လိုတယ်ပေါ့။ကျွန်တော်အနေနဲ့ကတော့နိုင်တိုင်းထနိုင်ဝတ်တိုင်းထလှုပ်ဖို့တည်းဆိုင် တဏ္ဍီလောက်ပေါ့တဏ္ဍီလောက်ပြည်တိုင်းပြည်တိုင်းအနည်းဆုံးထားပြီး9မိနစ်7မိနစ်လှုပ်ရှားမှုတွေလုပ်ပေးပါလို့ဟုတ်ကဲ့ပါဆရာနော်စားတောက်ကိုလျှော့စားမယ်ဆိုတာပြောတဲ့လှုပ်ရှားမှုကိုပို့လုပ်ပေးမယ်နောက်ပြီးတော့အချိုတွေပေါ့အချိုရည်တွေပေါ့အချိုရည်တွေကိုကျွန်တော်တို့တတ်နိုင်ပြမတော့ပါနဲ့နောက်တစ်ခါစီချိုဖြစ်ခဲ့လို့ဆင်းတယ်ကျမကြီးနဲ့ညီညွတ်တဲ့စားစာပဲစားပြီးတော့စီချိုနှုတ်မဟုတ်ဆိုတဲ့ကြော်ညာပြီးရောက်တဲ့စီချိုဟာလေမစားပါနဲ့လို့နော်အဲ့တော့နောက်ဆုံးတားကျင်တဲ့ message message ကတော့တင်းစကားကတော့ လူတိုင်းဒီစီဂျိုသွေးဂျိုယောဂဖြစ်နိုင်သည်အဲတော့ငါလည်းဘရော့လာမလဲပေါ့အဲ့ဒါကိုဒီစပြီးအစတည်းကစပြီးတော့စီဂျိုမပြောင်းစာစာကာဝယ်ဖို့အာနေတိုင်းစားတော့ကြဖို့လိုအပ်ပါတယ်တို့နော်အဲစီဂျိုရှိခဲ့တဲ့လူဆိုရင်လည်းတွားပြီးတော့ဟိုအထင်သေးတဲ့အာအထင်သေးတဲ့ပြုမှုရှင်သေးတဲ့ဆက်ဆံမှုလိုပဲနဲ့နားလည်မှုပြင်းနဲ့ဆက်ဆံပေးပါလို့နော်စာနာမှုနဲ့ဆက်ဆံပေးပါလို့အဲ့ဒါဆိုရင်တော့အာစီဂျိုရှိတဲ့လူရောစီဂျိုမရှိတဲ့ကျန်တဲ့လူတွေတော့အားလုံးကပုံမှုပြီးတော့ အဲတင့်တော်တဲ့အဲပတ်ဝန်းကျင်လေးဖြစ်တာပါမယ်။ဟုတ်ကဲ့ပါဆရာကြီး။ဟုတ်။ဆရာကြီးဟိုဒီနေ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။ဒီနေ့ပို့ပေါ့နော်ကျွန်တော်တို့ဒီ Water Beast Day အတွက်ပေါ့နော်ဆရာနိုဝင်ဘာ14ရက်မှာကြောင်းမဲ့အဲပွဲလေးအတွက်ပေါ့နော်ဆရာဒီစည်းကြိုသွေးကြိုသမားတွေအတွက်ဆရာပြည်ပြည်စုံစုံလေးဆရာချင်းပေးရတဲ့အတွက်အာရှင်းပြပေးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။ရေစုံဘာမှကိုးစားလဲကျေးဇူးတင်ပါတယ်ဆရာကြီး။ကျွန်တော်အနေနဲ့လည်းအာပြည်သူလူထုကိုနှစ်စင်တိုင်းပြောနေကြပါဒီပြည်သူကဘာစည်းကြိုသွေးကြိုကောင်ကြီးနေပေါ်နိုဝင်ဘာ14ရက်နီးလာတဲ့ချိန်ကြရင်တော့ အဲပို့ပြီးတော့ကျွန်တော်ပြောပြတယ်ပေါ့နော်အဲ့တော့ပြောခင်ညတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်ရန်ကုန်မှာကျွန်တော်စီယုံကြီးသုံးယုံနဲ့ပေါင်းပြီးတော့လည်းကျွန်တော်တို့ကြည်သူကြိုယောဂအကောက်ဝဲထင်းထင်းနေအထိမ်းမှလှူရှားမှုတွေဟောပြောပေးတယ်ကျွန်တော်လုပ်ပါမယ်ဝီတူရီယာနဲ့အဲစီယုံနဲ့ကျွန်တော်တို့ညမနဲ့စီယုံသူကြိုယောဂတင်းနဲ့ပေါင်းပြီးတော့အာဟောပြောဝဲတပွဲလုပ်ပါမယ်နောက် grand da စီယုံနဲ့ပေါင်းပြီးတော့တပွဲတပွဲလုပ်ပါမယ် OSC ဆိုတဲ့စီယုံနဲ့လည်းပေါင်းပြီးတော့ကျွန်တော်ဆရာဝန်တွေကိုဝိုင်းပြီးတော့လုပ်မှာဖြစ်ပါတယ်အဲ့ဒီပြင်ကိုရောင်းမှာဒါကျမကြီးဝိဒနာကျင်းပါလေ ပွဲကောက်ွယ်ထင်းကြီးပွဲလုပ်မယ်မန္တလေးမှာလုပ်မယ်မင်းမျိုးတက်လုပ်မယ်ဆိုတော့တပြည်နဲ့တိုက်တာကခါတိုင်းနဲ့ဆိုင်နဲ့ပို့ပြီးတော့တက်ကြလုပ်မှာဖြစ်တဲ့အတွက်တရှိကြတဲ့လူများအလုံးတရကြွနဲ့ပါဝင်ပြီးတော့အာဆောင်ကြပါပါဝင်ကြပါပူပွားပါဝင်ကြပါလို့ကျွန်တော်နေဖိတ်ခေါ်ပါလေတိုက်တွန်းလို့ပါဟုတ်ကဲ့ပါဆရာ Crystal Pharma Company ကိုလည်းကျွန်တော်နေဒီပွဲလေးဖြစ်အောင်စီစဉ်ပေးတဲ့အတွက်ဒီဟောပြောပွဲလေးဒီစကားဝိုင်းလေးပြောပွဲ ဖြစ်အောင်စီစဉ်ပေးတဲ့အတွက်အားလုံးတောင်းရှိရပုံပုံများအားလုံးကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါဆရာကြီးခုအစီအစဉ်မှာလည်းပေါ့နော်ဒီတက်ရောက်ပြီးတော့နော်အဲပြောကြပေးသွားတဲ့ဆရာကြီးဇီယာပေါ့နော်ဒီကြားသည့်အဲကြားသည့်ခဲရဲပေါ့နော်ဒီဒီစီဂျုံနဲ့သွေးဂျုံနဲ့ပတ်သက်ပြီးတော့ကျမရေဘူးသူရအများကိုလည်းပေါ့နော်ခုအဲနားထောင်နေတဲ့နော်ဒီဟောပေါ့အဲစီဂျုံဝေဒနာရှင်များတော့လည်းကောင်းပေါ့နော်ဒါမှမဟုတ်ဒီပေါ့နော်လုပ်ငန်းခွင်ထဲမှာရှိတဲ့စီဂျုံခန်းသားနေရတဲ့သူတွေအားလုံးလည်းပေါ့နော်ဒါကျေနပ်မယ်လို့ထင်ပါတယ်ဒီပညာပေးအစီအစဉ်လေးရတယ်ကျွန်တော်တို့ဒီ Aristo Pharma နေပြီးတော့အဲစေတိုင်းအဲ အငဲတန်းပေါ့နော်ဒီလိုမျိုးလေးအစီအစဉ်ကိုကျွန်တော်တို့လုပ်နေတာဖြစ်ပါတယ်။အာနောက်ဆက်ပြီးတော့လည်းဒီလိုမျိုးနော်ဒီအဲကျမအရင်နဲ့ပတ်သက်တဲ့ပညာပေးဘူးသူရတွေကိုလည်းပေါ့နော်ကျွန်တော်တို့ဆက်ပြီးတော့နော်ဒီထက်ပိုပြီးတော့ကောင်းအောင်လည်းဆက်ပြီးတော့အဲတင်ပြဖို့လည်းအစီအစဉ်တွေအများကြီးရှိပါသေးတယ်လို့ပြောကြရင်းနဲ့အဲဒီနေ့အစီအစဉ်လေးကတော့ဒီနေ့အာနောက်ဆုံးပါပဲအဲအားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်